ဲ့လောကကင်မရာလန်စာလေးပါကင်မရာလေးကတတလေးဒီမှာကြည့်လန်းလုံးလန်းလုံးလန်းဆက်စာရှိဟဲ့လားဒီကင်မရာလေးကဘယ်လိုလုံးလုံးလဲဆိုသူ့ရဲ့ဒီမှာပါတယ်ပေါ့နော်တိုက်စီစတလေးနဲ့ထိုးပြီးတော့ကိုယ့်ရဲ့ဖုံးမှာပဲဖြစ်ဖြစ်တက်ဘလက်မှာပဲဖြစ်ထိုးဆိုင်ပြီးတော့တခါလေကြည့်လို့ရတယ်ဗျာတိလားကင်မရာအနေထားလို့တစ်ချက်ရှိုးလာတယ်နော်ဒီမှာကင်မရာ ဒီထဲမှာကျွန်တော်ရိုက်ထားတာဒီကင်မရာလေးနဲ့ရိုက်ထားတဲ့ပုံလေးတွေတစ်ချက်ရှိုးတယ်မှာဟုတ်လားဟုတ်လားအိုးတွေ့လားအဲအဲ့ဒါဒီကင်မရာလေးနဲ့ကျွန်တော်ရိုက်ထားတာပေါ့နော်ဒီကောင်လေးနဲ့ရိုက်ထားတာဒီမှာမယုံလို့ရှိရင်ဒီကောင်လေးနဲ့ရိုက်ထားလားမရိုက်ထားလားသိအောင်ကျွန်တော်ဒါဖြုတ်လိုက်ဒီကောင်မြင်ရတော့ဟုတ်လားအဆုံးမြင်ချီတော့ဟုတ်လားအထဲအထဲမှာမရှိတော့ ဟုတ်လားသူကဘယ်လိုလုံးလုံးလဲဆိုတော့မကြီးအင်းဒီကောင်လေးနဲ့ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာတခါတည်း join ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုံးလို့ရတယ်ကင်မရာလေးကလည်းကြည့်အောင်အတိချိန်လေးနဲ့သူ့ရဲ့ဒီမှာအပြည့်စုံပါတယ်ဗျာဟုတ်လားအာသွင်းတဲ့ဟာတွေပါတယ်အကုန်ပြည့်စုံပါတယ်ပြီးတော့ဒီမှာ memory card လေးပါပါတယ်ဒီညမှာ memory card ထည့်တာဒီမှာ memory card ထည့်တယ်ဒီမှာကြာတာကျွန်တော်စတစ်လိုမျိုးပုံစံမျိုးထိုးပြီးတော့ ကိုယ့်ရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်တက်ဘလက်မှာပဲဖြစ်ဖြစ်ထိုးပြီးတော့ပုံ transfer လုပ်လို့ရတယ်ပေါ့နော်ဖိုတို transfer လုပ်လို့ရတယ်ဒီမှာကြည့်ရှက်ပြလိုက်မယ်ဒါလေးကိုနှိပ်လိုက်ပြီအမ်မာထဲလိုက်မယ်ထဲလိုက်မယ်နော်အတော့ဗီဒီယိုကြီးဖြစ်နေတာကျွန်တော်မုတ်ပြောင်းလိုက်အောင်လေအင်း ကင်မရာမှုပြောင်းလိုက်ပြီဒီမှာဒီလားဗီဒီယိုလည်းရိုက်လို့ရတယ်เนาะဗီဒီယိုပဲရိုက်ရိုက်ကင်မရာပဲရိုက်ရိုက်ရတယ်ဒီမှာကြည့်တက်ပုံရိုက်လိုက်မယ်အော်ဖလမ်လေးနဲ့ဒီမှာကြည့်ဟောရိုက်မယ်เนาะဟိုးအဲ့မယ်เนาะโอเคဆော့ဆော့ကျွန်တော်ရိုက်ထားတဲ့ဟာလေးကိုတစ်ခါလေးပြန်ထိုးပြဟုတ်ဆောဆောကျွန်တော်ရိုက်ထားရအောင်ကျွန်တော်ဟုတ်မဟုတ်ဆိုတာတစ်ခါပြ ။ဟုတ်ဆိုင်ကုန်ပြီ။ Okay ဒါဆိုရောက်သွားပြီ။ Okay ကျွန်တော် tablet ထဲနဲ့ပြန်ထွက်လိုက်မယ်။ Gallery ရဲ့ပြန်ဝင်လိုက်မယ်။ပြန်ဝင်လိုက်မယ်။ဟုတ်ရောက်လာပြီနော်။ဒီမှာ source of photo ဆော့ဆော့ဖိုတိုတွေ့လားအဲဆော့ဆော့ဖိုတိုရိုက်ထားတယ်မတွေ့လားဟောတွေ့လားဒါလက်ွယ်သွားတယ်ဟာဒီမှာအဲ စောစောဖိုတိုရိုက်ဖြားတယ်ဟာနော်တခါလေးအဲတို့လားမိုင်းနေတယ်မတို့လားရိုက်တာလဲဟောဒါပန်လေးအစ်အိမ်ရှိကကျွန်တော်ပင်လေးတွေရိုက်တာဆိုအပျော်ရမ်းပေါ့နော်ကိုအဲ့လိုမျိုးလေးဒီကင်မရာလေးနဲ့အပျော်ရမ်း light show ရိုက်ထားတဲ့ဟာလေးတွေကိုကိုရဲ့ဖုန်းထဲမှာပြန်ပြီးတော့စိတ်ပြီးတော့လှုပ်လို့ရတယ်ကျွန်တော်ဖြုတ်လိုက်မယ်။ဟိုးတော့အလမ်းပါ။